ဒီမှာမိတ်ဆွေကောင်းဝယ်ဖို့စဉ်းစားနေပြီလားကားရောင်းဖို့စဉ်းစားနေပြီလားကားအလဲထပ်ပြုလုပ်ဖို့စဉ်းစားနေပြီလားသို့မဟုတ်ကျွန်တော်တို့ကားလေးတွေကိုအရောက်အဖို့စဉ်းစားနေပြီလားကိုမိုးကားအမှုပညာကိုတတိယလိုက်ပါမင်္ဂလာပါမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံး ခြေလိုအေးလိုပန်းလိုချမ်းမြေ့ပြီးတော့စီးပွားရေးတွေကောင်းကြပါစေအန္တရာယ်တွေကင်းကြပါစေကျန်းမာရေးတွေကောင်းကြပါစေလို့ကိုဘိုးကားနုပညာမှစုမုံအောင်တောင်းလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့မှာတော့ကားဝယ်ဖို့စဉ်းစားနေပြီလားကားရောင်းဖို့စဉ်းစားနေပြီလားဆိုတဲ့အကြောင်းအရာလေးတွေကနေပြီးတော့ကျွန်တော်တို့ကားလေးတွေဘယ်လိုဝယ်ရမလဲကားလေးတွေဘယ်လိုရောင်းရမလဲကားလေးတွေဘယ်လိုအလဲထက်ပြုလုပ်ရမလဲကားလေးတွေဘယ်လိုရောင်းအပ်ရမလဲဆိုတဲ့အရာလေးတွေကိုကျွန်တော်တို့ဒီတေးပြောပြရင်းနဲ့ ကားလေးတွေလည်းလိုက်ပြပေးမှာဖြစ်ပါတယ်။မနေ့ပြန်တော့ကျွန်တော်တို့ Super Saturday အပတ်စဉ်တိုင်းကျွန်တော်တို့ထုတ်လွှင့်နေကြ Super Saturday Live လေးရှိပါတယ်ခင်ဗျာ။ Live လေးရှိတဲ့အကြောင်းလေးကိုလည်းကြော်ညာပေးရပါတယ်ခင်ဗျာ။ Live လေးမှာတော့ကျွန်တော်တို့မနေ့ပြန် Super Saturday Live မှာတော့ကားလေးတွေအများစွာကိုကျွန်တော်တို့ထပ်မံပြီးဖြည့်ဆွတ်ထားတယ်ဆိုတာအကြောင်းကြားရပါတယ်။မနေ့ပြန် Super Saturday Live မှာတော့ကျွန်တော်ဒီနေ့ကတော့အမြည်ပြသွားမယ်နော်။နော် Super Street Live မှာကားလေးတွေကိုကျွန်တော်တို့သေချာ detail အတွင်းတွေအပြင်တွေပြသပေးမယ်ကားလေးတွေဘလို့အသုံးဝင်ပုံပြသပေးမယ် နေပြည်တော်မျိုးသွားလာနိုင်တယ်ကျွန်တော်တို့ double cut လို့ကားမျိုးတွေနော် GMC Vegas 9လို့ကားမျိုးတွေပြသပေးမယ်ပြီးသွားရင် Jetro 895 Jetro 895 Jetro 8MD စသဖြင့်ကားလေးတွေကိုလည်းပြသသွားမယ်စလုံးကားလေးတွေလည်းပြသသွားမှာဖြစ်တဲ့အတွက်စိတ်ပါဝင်စားစွာဖြင့်မနေ့ပြန် Super Satellite မှာဆောင်မျောကြည့်ရှုကြပါဦးလို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ကားလေးတွေဘယ်လိုရောင်းရမလဲကားလေးဘယ်လိုဝယ်ရမလဲကိုဘောကားနုပညာစီမှာကားလေးတွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ ကိုမိုကာနုပညာကားစစ်စံတာဆိုပြီးတော့ကျွန်တော်တို့ YouTube မှာရိုက်ထည့်လိုက်မယ်ဆိုရင်တွေ့ရမှာဖြစ်တယ်လို့ location ကိုကျွန်တော်ရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုမိုကာနုပညာဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဒါရန်ကုန်မြို့တင်ကန်းကျွန်းမြို့နယ်ကြီးပွားရေးအခွင့်မှာတည်ရှိတာဖြစ်ပါတယ်ဆိုလို့နံပါတ်1ဆိုလို့နံပါတ်2ဆိုလို့နံပါတ်3မှာ ဒါကိုကြည့်ရှုလို့ရသလိုကျွန်တော် showroom နံပါတ်၄နံပါတ်၄မှာတော့ကျွန်တော်တို့ EV ကားလေးတွေတီးတန့်ဟိုကျွန်တော်တို့500 600 900ဝန်းကျင်ကားလေးတွေကိုတီးတန့်ပြသထားသလိုတိန့်ဆောင်ကြော်တန်နဲ့ EV ကားလေးလည်းရှိပါတယ်။ဒါကြောင့်မို့တနေရာထဲမှာကားအများဆုံးလာအောင်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ဝယ်တဲ့အခါမှာကျွန်တော်တို့ငွေစင်ဝယ်ယူနိုင်သလိုကျွန်တော် cash ဝယ်လို့ရတယ်။ငွေစားနဲ့ဝယ်လို့ရသလိုကျွန်တော် bank account အနေနဲ့ဝယ်လို့ရတယ်။ bank account ဆိုရင် special account အနေနဲ့ဝယ်လို့ရတယ်။ရိုးရိုး account အနေနဲ့ဝယ်လို့ရတယ်။ special account လေးအရင်တော့ကျွန်တော်တို့ရိုးရိုး account လေးရှိတယ်နော်။ bank နဲ့ဝယ်လို့ရပါတယ်။ ဘဏ်အကောင့်နဲ့ဝယ်လို့ရငွေပေးချေမှုပုံစံနော်ဘဏ်အကောင့်နဲ့ဝယ်လို့ရတယ်ငွေသားနဲ့ဝယ်လို့ရတယ်ဆိုတာကိုလည်းအသိပေးလိုပါတယ်ကားလေးတွေကိုတည်ရှိပြီးတော့တေချာစိတ်ကြိုက်ဝယ်ဦးပါတေချာပြသပြီးကျွန်တော်တို့ရောင်းချတယ်လို့ကျွန်တော်တို့ကမျက်မြင်ပဲကားလေးတွေရောင်းတာဖြစ်ပါတယ်ကျွန်တော်တို့ရောင်းချတဲ့ပုံစံနော်ကျွန်တော်တို့ဝယ်ယူမယ်ဆိုရင်ကိုမိုးကားလို့ညာစီမှာဘလို့ဝယ်လို့ရတယ်ဆိုတာလေကျွန်တော်ဒီတိပြောပြသွားတာဖြစ်ပါတယ်ဝယ်တဲ့အခါမှာဘဏ်နဲ့ဝယ်လို့ရတယ်ငွေသားနဲ့ဝယ်လို့ရတယ်အာပြီးတော့ကျွန်တော်တို့ကားလေးတွေကိုဘလို့ဝယ်လို့ရလဲဆိုတော့ ကားလေးတွေကိုကြည့်ရှုမယ်မိမိကြိုက်နေတဲ့ကားလေးတစ်စီးပေါ့နော်ဆန်းသိမ်းပေါ့တခုခုကျွန်တော်တွေ့ပြီဆိုလို့ရှိရင်ဒီကားလေးတွေကိုကျွန်တော်တို့သက်ဆိုင်ရာကျွန်တော်တို့ show တော့နေမှာတွားရောက်ပြီးဆက်ဆဲလို့ရသလိုသက်ဆိုင်ရာ show တော့နေမှာတွားရောက်ဆက်ဆဲလို့ရသလိုကျွန်တော်တို့ကားလေးကိုကြိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကားညနာသက်ဆိုင်ရာကားညနာရုံးနေမှာဆက်ဆဲပြီးတော့ဝယ်ယူနိုင်ပါတယ်ဆိုတာကိုပြောကြလို့ပါတယ်အဲကျွန်တော်တို့ ်ပြီးတော့ရင်တော့ကျွန်တော်ကားနဲ့ပတ်သက်ပြီးတော့ကွန်ပျူတာတွေထိုးပြီးစစ်ဆေးလို့ရတယ်ဒါမျိုးတွေလည်းစစ်ဆေးပြီးတော့ကျွန်တော်တို့ရောင်းနေတာဖြစ်ပါတယ်ပြည်ပြင်ပဲရောင်းတာဖြစ်တယ်ကျွန်တော်တို့နော်ကားလေးတွေကိုတေချာကားကောင်းလေးတွေကိုတေချာလေးရွေးချယ်ပြီးတော့ကျွန်တော်ရောင်းချနေတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒါကတော့ဝယ်ဝုကားလေးတွေကျွန်တော်စီမှာကိုမိုကားနုမြညာစီမှာဝယ်ယူတဲ့ပုံစံပေါ့နော်ဝယ်ယူတဲ့ပုံစံပြီးရင်ကျွန်တော်တို့ရောင်းချလို့ရတယ်ဒါရောက်ပြီးရောင်းချလို့ရတယ်ဘယ်လိုမျိုးရောင်းချလို့ရလဲဆိုတော့မိမိ ဒီကားလေးကိုကျွန်တော်ငွေလိုတယ်ဒါမှမဟုတ်ကျွန်တော်အခြားကားနဲ့ချိန်ကျင်တယ်ဆိုလာတော့ရောင်းချလို့ရတယ်မိမိစီနေထားတဲ့ကားလေးကကြာလာပြီပေါ့နော်အခြားကားပြောင်းစီမယ်သို့မဟုတ်ကျွန်တော်တို့ကားလေးတွေ brand new ကားလေးတွေဝယ်စီမယ်ဆိုရင်ကျွန်တော်တို့ဟောင်းလေးတွေကိုပြန်ရောင်းလို့ရတယ်လို့ကားအစ်စ်ကလေးတွေလည်းကျွန်တော်စီမှာပြန်ရောင်းလို့ရတယ်ဘာကားအနေနဲ့ကျွန်တော်တို့လာရောင်းလို့ရပါတယ် ရောင်းတဲ့အခါမှာ service standard document လေးတွေလိုအပ်တယ်။ရောင်းတဲ့အခါမှာဝယ်တဲ့အခါမှာတော့ကျွန်တော်တို့ document တွေကကျွန်တော်တို့ service standard တွေကကျွန်တော်တို့ကိုယ်တိုင်တောင်းအောင်ယူပြီးတော့ရောင်းချတာဖြစ်တဲ့အတွက်မိမိတို့လာပြီးရောင်းချတဲ့အခါမှာတော့ BC showroom ကနေပြီးဝယ်ထားတာလဲဘယ် showroom ကဝယ်ထားလဲ။အဲ service standard လိုတယ်။ပြီးတော့ကျွန်တော်တို့ဟိုကျွန်တော်တို့တချို့ကြလို့ရှိရင် ပိုင်ရှင်တွေကမန္တလေးရရှိတယ်။ဟိုးဝေးရနေနေရာဒေသတွေတနေရာတနေရာတူချင်မှတူမယ်။ဒီလိုရောင်းချတဲ့အခါမှာမှတ်ပုံတွေလိုအပ်တယ်။မှတ်ပုံတွေမိတူလေးတွေလိုအပ်တယ်။ ပြီးသွားရင်တကောင်ချင်းလေးလည်းလိုအပ်တဲ့ခါကျရင်ကျွန်တော်တောင်းပါတယ်ခင်ဗျာဒါောလဲကျွန်တော်တို့ဘလို့ရောင်းချလို့ရလဲဆိုတဲ့ပုံစံလေးเนาะကျွန်တော် show room ဝယ်ထားရဆိုရင် show room ရဲ့စာချုပ်ရှိလိမ့်မယ်အခြားတယောက်စီကဝယ်ထားတယ်အားသာအတယောက်စီကဝယ်ထားရဆိုလဲစာချုပ်ရှိမှာဖြစ်ဒီစာချုပ်လေးတွေပါလာမှလားကျွန်တော်တို့အရောင်းဝယ်ပြုလုပ်တာဖြစ်ပါတယ်အဲဒါကတော့ကျွန်တော်စီကနေပြီးတော့ပြန်လဲပြီးလာရောက်ရောင်းချခြင်းတဲ့သူတွေရဲ့လိုအပ်တဲ့စာရွက်စာတမ်း document လေးတွေကိုပြောပြသွားပြီးတော့ ဈေးနှုန်းကတော့ကျွန်တော်တို့ညှိနှိုင်းပါတယ်နော် ကားလေးကောင်းရင်ကောင်းသလိုကျွန်တော်ဝယ်ပေးပါတယ်ကားမှာကျွန်တော်တို့အဆင့်1အဆင့်2အဆင့်3ဆိုပြီးတော့ရှိပြီးတော့အဆင့်1အနေနဲ့ကားကောင်းတယ်ဆိုဝယ်ယူပေးတယ်ဈေးနှုန်းလေးလည်းအာကျွန်တော်တို့တိုးပြီးတော့ပြီးတယ်ပေါ့နော်အအဆင့်1အနေနဲ့ဆိုကားလေးတွေကစေးတက်ခြင်းလုပ်စရာရှိတာတွေရှိတယ်အဲ့ဒါလေးတွေရှိတယ်ဒါလေးပြုပြင်စရာရှိတာလေးလည်းဝယ်ပါတယ်အရန်ကားအနာစာဆိုးတဲ့တိုက်ခတ်ရှိတဲ့ကားတွေဆိုမဝယ်ပါဘူးတို့ပေမဲ့ကျွန်တော်တို့ကူညီပေးပါတယ်အနာစာရှိတယ်ဆိုတော့တို့အနာစာလေးဆိုရင်လက်ခံလို့ရတဲ့အတွက်ကျွန်တော်တို့ ျွန်တော်တို့ချိတ်ဆက်ပြီးတော့ကျွန်တော်ပြန်လှည့်ပြီးတော့ရောင်းချပေးပါတယ်ဒါကတော့ကျွန်တော်အခုညီတဲ့ပုံစံမျိုးလေးနော်အစဉ်ပြေတဲ့အနေထားမျိုးလေးတွေတော့ညှိနှိုင်းပြီးတော့ကျွန်တော်တို့ရောင်းချပေးပါတယ်ဒါကတော့ကျွန်တော်စီမှာပြန်လှည့်ရောင်းချအလဲတက်ဆိုရင်လည်းဒီတိုင်းပါပဲ document တွေကကျွန်တော်တို့ဘယ်ကနေဝယ်ထားရလဲကားလေးတစ်စီးကနော်ဘယ်ရှိုးတော့ဝယ်ထားရလဲဘယ်သူစီကဝယ်ထားရလဲဆော့ရဆာရန်လေးလိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေများအားလုံးအနေနဲ့ဆော့ရဆာရန်လေးတွေနော်မိမိရဲ့ဆွေမျိုးသားချင်းစီကပဲဝယ်ဝယ် မိမိရဲ့ဆရာသမားဆရာဘော်ပဲစာချုပ်လေးတွေနဲ့ကျွန်တော်တို့ချုပ်ထားရမှာဖြစ်ပါတယ်လို့ဒါကတော့ဘုသူတအနေနဲ့ပြောတာမိတို့ပဲရင်းနှီးရင်းနှီးစာဆာရွက်စာရန်လေးတွေလိုအပ်ပါတယ်နော်အဲဒါကိုလည်းပြောကြပေးနေကားလေးတွေကတော့ကျွန်တော်အခုမြင်တွေ့နေရတဲ့ကားလေးတွေကတော့ဂျက်ဒေါ895အစ်စ်ထက်မှရောက်ရှိတဲ့ J JMC နော် Vegas 9ဆိုလို့ရှိရင်လည်းကျွန်တော် double cut အနေနဲ့ထက်မှရောက်ရှိတဲ့3000ကျော်မှာဒီ Jet Dog ဆိုရင်လည်း3000ကျော်မှာရရှိမှာဖြစ်ပြီးတော့3800ကျော်မှာတော့ BIC Sinova D90 လေးရရှိမယ်နော်စလုံးကားတွေက အဲဒီဘက်နောက်ဘက်မှာတော့ Honda Fit G စစ်လေးတွေရှိမယ် G စစ်လေးတွေရှိမယ် Honda Fit G စစ်ပါဝါလေးတစ်စီးရှိမယ်နော်ပြီးတော့ရင်တော့ကျွန်တော်တို့ Nissan Sunny စလုံးကားလေးရရှိမယ်ပြီးတော့ရင်တော့တိန့်ဆောင်ကျော်မှာ Honda Accent စလုံးကားလေးကနာမည်ကြီးတဲ့ Honda Accent ပေါ့နော်2020 model နဲ့ရမှာဖြစ်ပြီးတော့ဒါကတော့ရှင်းတော့အမှတ်တစ်ပါနော် ဆိုတော့အမှတ်1မှာတော့ကျွန်တော်တို့ကားလေးတွေကိုကျွန်တော်မိတ်ဆက်နေနဲ့ပြသပြီးတော့ကျွန်တော်တို့ဧည့်သည်တွေနေနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဧည့်သည်တွေကိုအနာယူပန်းဖြည့်ပြီးအေးဆေးဆေးအနာယူလို့ရစီရင်ကျွန်တော်နေရာလေးလေကျွန်တော်စီစဉ်တာဖြစ်တဲ့အတွက်အေးဆေးအနာယူအပန်းဖြည့်ပြီးတော့ကားလေးတွေဘိုင်းအိုပီရောင်းချလို့ရတယ်ကားလေးတွေပြန်လဲဝယ်ယူလို့ရတယ်ကားလေးတွေအလဲထပ်ပြုလို့လို့ရတယ်အပြင်ကိုကျွန်တော်တို့ အထူးအစီအစဉ်နေနဲ့နောက်ပိုင်းမှာကျွန်တော်တို့ကားလေးတွေအယောင်းအပ်လို့ရတယ်ဆိုတဲ့အစီအစဉ်လေးကျွန်တော်ဟိုးရင်တည်းကလည်းကျွန်တော်တို့ကားအယောင်းအပ်လို့ရတဲ့အစီအစဉ်လေးတော့ရှိတယ်။သို့ပေမဲ့ကျွန်တော်တို့တေချာစီစစ်ပြီးတော့မှအယောင်းအပ်လို့ရတဲ့ရောင်းအပ်နိုင်ခြင်းအစီအစဉ်ကိုကျွန်တော်ဆီကနေပြီးတော့ပုံမကားနုပညာဆိုတဲ့လက်တဟက်လေးနဲ့ကျွန်တော်လက်ခံပေးတာဖြစ်ပြီးတော့အယောင်းအပ်တဲ့သူတွေအနေနဲ့လည်းအချိန်မီကျွန်တော်ဆီကနေပြီးတော့ကားလေးတွေကားလေးတွေလာထားပေးရမယ်နော်။ကားလေးတွေကိုအနံ့တဲ့နေရာမှာကျွန်တော်တို့ဆာရဆာရန်လေးစုံရမယ်အတိုက်ခိုက်နာစာကင်းရမယ်အာ တကယ်လို့ stand by အနေနဲ့ကျွန်တော်တို့ရောင်းချလို့ရတဲ့ပုံစံမျိုးလေးမှသာလက်ခံတာဖြစ်ပြီးတော့မိတ်ဆွေများအားလုံးကိုကျွန်တော်နှွေးထွေးပြုငါဆိုအပြင်ကိုမိုးကားတို့များအမြဲတမ်းကြိုဆိုလျက်ရှိပါပဲเนาะဒါကတော့ကျွန်တော်တို့ဧည့်သည်တွေ AC နားယူဘန်းဖြစ်မဲ့နေရာဖြစ်ပြီးတော့ဒီမှာဧည့်ခံတဲ့နေရာလေးဖြစ်ပါတော့เนาะ AC နားယူမဲ့ဘန်းဖြစ်မဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာဒါဒီမှာတဝိုင်းနှဝိုင်းသုံးဝိုင်းလေးဝိုင်းရှိတယ်ဧည့်သည်တွေ AC နားယူလို့ရတယ်เนาะနေ့စဉ်နေ့တိုင်းလည်းလာရောက်ပြီးတော့အားပေးဝယ်ယူကြတဲ့မိတ်ဆွေတွေလည်းများစွာရှိတယ်ဒါကြောင့်မလို့နှွေးထွေးပြုငါဆိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ကဲကျွန်တော် show room မှတ်နေ့ကိုသွားလိုက်မယ်နော် show room မှတ်နေ့မှာတော့ဘလို့ကားလေးရှိလဲလိုက်ပြီးမိတ်ဆက်ပေးမယ်နော် အခုရောက်ရှိနေတဲ့နေရာလေးကတော့ကိုမိုးကားနုပညာရဲ့ show room မှတ်နှစ်ပဲဖြစ်ပါတယ် show room မှတ်တစ်ကတစ်နှစ်နှစ်ကတော့တချံကျော်မှာပဲရှိတဲ့အတွက်မိတ်ဆွေများအားလုံးတွေ့ခုအဆင်ပြေစေပါရနော်ကဲမင်္ဂလာပါမင်္ဂလာနေခင်ပါကျွန်တော်တို့ဒီမှာတော့ showroom မှတ်နှစ်မှာတော့ကျွန်တော်ကားလေးတွေအထက်ထပ်ထန်ရောက်ရှိနေပါတယ်ဒီကားလေးတွေကတော့ကျွန်တော်တို့ Sinotruck VGV လို့ကားမျိုးတွေအောက်ပိုင်းမြင့်နေတွေယူရဒီမှာများရယ်နော်စလုံးကားလေးကတော့ကျွန်တော်တို့ဒစည်းပဲရှိမယ်နော် ဘယ်တာလေးတစ်စီးပဲရှိမယ်ဟုတ်ကဲဒီကားလေးတွေကတော့ကျွန်တော်တို့ဒါကတော့မင်းပြန်စူပါစတိတ်လိုက်မှာတော့ကျွန်တော်တို့ပြတ်တာပြီးရောင်းချမှာဖြစ်ပြီးတော့ဒီကားလေးဆိုလို့ရှိရင်ကျွန်တော်တို့မိမိအမီပေါက်ခုံသုံးတဲ့ကားနဲ့ engine ပေါက်20နဲ့ gear 6ချက်နော်တာဘိုနဲ့ဆိုတော့အစွဲရုံကောင်းနဲ့ခုံသုံးတဲ့ဖြစ်တယ် round aircon ဖြစ်တဲ့အတွက်မိမိမိဘောက်ရရှိမှာဖြစ်ပြီးမိမိမိဘောက်ရရှိမဲ့ကားနှစ်စီးနောက်တစ်စီးကကျတော့ Bastion T77 Pro ပြီးပြပေးမယ်နော်ဟုတ်ဒါကတော့ဒီမှာ ချက်တော့စိုးရီတွေကဆိုလို့ရှိရင်တော့စိုးရီတစ်စီးရှိမယ်ဖိုးရီတစ်စီးကြံအောင်မယ်ပြီးသွားရင်တော့ဒီမှာဒေါဖန်တွေကခုံသုံးနေရမယ်နော်ဒါတော့အခုကျွန်တော်စီမှာလာရောက်ပြီးတော့ကြီးစုနေရမကွေးရဖြစ်ပါနော်နည်းနည်းမိတ်ဆက်ပေးတာအဲမင်္ဂလာပါဘယ်ကလာပြီးတော့ကားလာကြည့်ရဟုတ်မကွေးရပါဗျအဲဒီကိုကတော့ကျွန်တော်မကွေးရနေလာမယ်ဆိုလို့ကျွန်တော်အဲဒါအဲ့ခံနေရပါနော်ကားလေးကြည့်ပြီးတော့ကျွန်တော်တို့ ကားလေးယူဒီမှာလာရောက်လာကြည့်အားပေးတာဖြစ်ပါနော်ကိုမိုကားနုမရအောင်အဲဘယ်ဘယ်မကွေးဆိုနေရာလေးနဲ့မကွေးကိုမကွေးတိုင်းစိတ်ဖြူမြုံနေရပါစိတ်ဖြူအောင်ဝေးဝဲလာအဝေးဝဲကိုခက်ကလည်းမကောင်းနဲ့အလန်းနဲ့ကားမရမှဆိုလို့ကိုကိုကျွန်တော်ဇုကိုကိုဇုထွက်ထွက်လာတာလားအဲ့လိုကိုကြီးကျေးဇူးကျေးဇူးကျေးဇူးဟုတ်ကဲ့ပါဟုတ်ကားလေးကြည့်လိုက်အောင်ကားလေးကောင်းနေနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါအဲဒါကတော့ကျွန်တော်တို့မကွေးမျိုးကနေပြီးတော့လာအောင်မယ်ဆိုလို့မနေ့ကကျွန်တော်တို့နော်မနေ့ကကျွန်တော်တို့စီကိုဖုန်းဆက်ထားတယ်ဒါကြောင့်မလို့ကျွန်တော်ကျော့ဆရာကားလေးဝယ်ယူခြင်းနဲ့ဆိုလို့ကားလေးလာရောက်ကြည့်ရှုပြီးတော့သူအဲ ရွေးချယ်နေရပါတော့ကားလေးရွေးချယ်ပြီးတော့ဝယ်ယူအားပေးมาဖြစ်ပါတယ်ဒါကြောင့်ကျေးဇူးတင်ပါတယ်အဟိုးကျွန်တော်တို့နေမီဒေသတော်တော်ဝေးရနော်ကျွန်တော်မကွေးမြို့အေယာဝတီတိုင်းမြန်မာတိုင်းတနိုင်ငံလုံးပါပဲနော်ဟိုတောင်ကြီးဟိုရက်ကဆိုရင်ကျွန်တော်တောင်ကြီးမြို့ကနေပြီးတော့လှမ်းပြီးတော့စင်ချဝယ်ယူသွားတယ်မိတ်ဆွေကျေးဇူးတင်ပါတယ်မန္တလေးနော်ပြီးသွားရင်မုံရွာမကွေးပြီးသွားရင်တောင်တွင်းကြီးဒီဘက်ဆိုလို့ရှိရင်အတောင်သာစသဖြင့်တော့ကျွန်တော်တို့တော်တော်များများလေးအာမြန်မာနိုင်ငံအလဲပိုင်းမြန်မာနိုင်ငံအောက်ပိုင်းအေရီတိုင်း ပသိန်းနော်တော်တော်လေးအားပေးကြရကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်စီမှာခုံသုံးတန်းကားလေးရရှိမယ်ခုံသုံးတန်းကားဆိုရင်ဒေါင်ဖန်လေးရရှိမယ်နော်ဒေါင်ဖန်ဆိုရင်တော့3000အောင်အစွန်းလေးရပဲရရှိမယ်ဖြစ်တယ်အဲကျွန်တော်တို့ grade ကတော့အစုံလင်ဖြစ်တယ်မနေ့ကစူပါစတိတ်လိုက်မှာတေချာလေးပြသပေးမယ်နော်အဲဒီမှာတော့ကျွန်တော် KIA တွေကနေပြီးတော့ KIA Sport တစည်းရှိမယ်ဒါကတော့ရှိုးလုံးလုံးလေးဖြစ်ပါတယ်ခင်ဗျာ GT line တော့မဖြစ်သေးပါဘူးဒီကားလေးလိုချင်နေဆိုရင်တော့ကျွန်တော်တို့ grade ကလည်းစုံပါတော့ဆန်းရူမွန်ရူနဲ့တော်တော်လေးစုံပါဒီကားလေးနော် မဒါတော့ဟိုอ่ะเนาะဆဲလို့မလို့မဟုတ်เนาะရอืมဒီမှာကြတော့ HMD ရရမယ်ကြတော့ HMD ရရမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ BIC 855 Sinova 855နဲ့ရမယ်အဲကားလေးရတော့တော်တော်များများဒီထဲမှာတော့ကျွန်တော်အောက်ပိုင်းမြင့်ကားတွေရှိပြီးတော့ကျွန်တော်မနေ့ကအစ်စ်ထက်မှရောက်ရှိထားတဲ့ကျွန်တော်တို့ bus 2077 pro ကတော့မိမိအမိပေါက် 2025 model ကတော့2025 latest model version အမြင့်နဲ့ကျွန်တော်တို့မီးလုံးတွေပါပြောင်းသွားပြီထိုင်ကုန်တွေပါပြောင်းသွားပြီနော်နောက်ဘန်မာလေးလည်းပြောင်းသွားပြီတော်တော်များများ grade မြင့်တဲ့ကားလေးတစ်စီးကိုကျွန်တော်ဖန်ဆန်ရမှာဖြစ်ပါဒီကားလေးဆိုရင်မိမိမီးပေါင်းဖြစ်ပြီးတော့3500ဒါဝင်းကျင်မှာရရှိမှာဖြစ်ပြီးတော့3500အစွန်ပိုင်းလေးတွေမှာမိမိအမီပေါင်းဂျန်ကုန်လိုက်စင်မိမိမီးပေါင်းရရှိမှာဖြစ်ပြီးတော့ SKD ကားလေးဖြစ်တဲ့အတွက်ပစ္စည်းအတွက်လည်းစိတ်ချရမှာဖြစ်ပါတယ် engine power 1.5ကိုတာပုံနဲ့ auto manual ပါတယ် cruise control တွေ sun roof တွေနောက်ဖုံး motor တွေထိုင်ခုံ motor ခရိတ်ကတော့အစုံလုံးပဲရွတ်ရွတ်သမျှအကုန်ပါမဲ့ကားလေးဖြစ်ပါတယ်ဟုတ်ဒီဆိုရင်တော့ Toyota Effort ထဲကကျွန်တော်စုံလုံးလေးတစ်စီးရှိတယ်နော်ဒီကားလေးဆိုတော့3000ဆိုဆိုမှာ Model E အနေနဲ့2016ထဲကရရှိမှာဖြစ်ပြီးတော့ဒါကတော့စုံလုံးလေးဖြစ်ပါတယ်နော် AX အနေနဲ့ 8i ရန်ကုန် license နဲ့ရရှိမဲ့ကားလေးဖြစ်ပါတယ်ဒီကားလေးဆိုတော့3000ဆိုဆိုလေးမှာသုံးဆွဲမဲ့သူတွေအဲကျွန်တော်တိုးသုံးမဲ့သူတွေအတွက်အဆင်ပြေတယ်ခီးမကြာခဏသွားတဲ့သူတွေအတွက်ညင်ညောင်းပြီးတော့ တာတာရာသွားလို့ရမှာဖြစ်ပါတယ်။မနေ့ကတော့ကျွန်တော်တို့ရောက်ရှိတဲ့ RF လေးတစည်းကတော့တစည်းတော့ကြံသေးတယ် RF ကအလုံးပေါင်း3တိရှိရနော်။အဲမနေ့ကရောက်ရှိတဲ့ server လေးကတော့ကျွန်တော်တို့အဲဒီမနေ့ပဲကျွန်တော်တို့ဝယ်သွားပါပြီနော်။ကျွန်တော် post လေးတင်ထားပေးမှာဖြစ်ပါ alpha အဲဒီလေးရတော့မနေ့ကရောက်ရှိတဲ့ကားလေးရောင်းထွက်သွားပါပြီ။ခုံသုံးတဲ့နေ့ရဆိုရင်တော့ wish လေးရတော့ကျွန်တော်ရှိသေးတယ် 2s နဲ့ဒီကားလေးရတော့4 wheel လေးဖြစ်တယ်။ model ကြီးကနေ2000 a ဖြစ်ပါတယ်။ ဟုတ်အဲသူစောစောမကွေးရအကူကတော့ဒီမှာ 3N နဲ့ဗကူးလိုက်စင်ဒီကားလေးကတော်တော်လေးကောင်းတယ်နော်ဒါက GSC GS4 လေးဖြစ်တယ်အာတော်တော်လေးအောက်ပိုင်းလည်းမြင့်တယ် grade လည်းစုံတယ်စမ်းရူမွန်လို့တွေနော် poster smart ကြီးတွေနော်ပြီးသွားရင်ကျွန်တော်တို့ cruise control တွေစမ်းရူမွန်လို့တွေအကုန်ပါတယ်ဒီကားလေးကနောက်ပြီးတော့လည်းစီးတဲ့အခါမှာလည်းကျွန်တော်တို့ engine ဆွဲယုံကောင်းတယ်ဒီကားလေးကိုကျွန်တော်လာရောက်ပြီးတော့ကြည့်ရှုနေရဖြစ်ပါတယ်ရွေးချယ်ပြီးတော့သူဝယ်ယူมาဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်နော်ကားလေးတွေရှိတဲ့ကားလေးတွေကိုကျွန်တော်မိတ်ဆက်ပြသပေးပြီးတော့ကျွန်တော်တို့ မနေ့ပြန်စူပါစတေးလိုက်မှာတော့ကိုမိုးကားနုဗျာနဲ့ပြန်လဲဆုံးလေးကြပါမယ်ခင်ဗျာအပြီးတော့ကျွန်တော် EV ကားလေးတွေပါကျွန်တော်တို့အတူလေး short video လေးပြသပေးပြီနော် EV ကားလေးတွေပါတစ်ချက်လောက်လိုက်ကြည့်ပြပါဦးဟုတ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကျွန်တော်စီးပွားသူမိတ်ဆွေတွေကျွန်တော် show room မှာကျွန်တော်တို့ show room နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရှိတယ်เนาะကျွန်တော်တို့အဲမိတ်ဆွေတငယ်ချင်းတွေကားရောင်းချတဲ့သူတွေရှိတယ်အဲကျွန်တော်တို့ရဲ့အကျိုးဆောင်မိတ်ဆွေတွေရှိတယ်အားလုံး agent တာယာကြပါစေစီးပွားရေးတွေကောင်းကြပါစေကျွန်တော်တို့ရဲ့စီးပွားသူမိတ်ဆွေတွေတငယ်ချင်းတွေဦးစားပေးမိတ်ဆွေတွေအားလုံးစီးပွားရေးကောင်းကြပါစေ စီးပွားရေးနယ်ပယ်ပေါင်းစုံအားမိတ်ဆွေတွေမြန်မာနိုင်ငံအနှံ့အားဘာသာပေါင်းစုံလူမျိုးပေါင်းစုံအားလုံးစီးပွားရေးကြီးကောင်းကြပါစေအနေရကင်းကြပါစေဘေးတွေရှင်းကြပါစေလို့ကိုမိုးကာအမှုပညာမှစုမုံကောင်တောင်းလိုက်ပါတယ်ခင်ဗျာအားလုံးရှင်လဲချမ်းမြေ့ကြပါစေမနေ့ပြန်စူပါစတိတ်လိုက်မှာပြန်လည်ဆုံတွေ့ကြမယ်ကဲကျွန်တော်ကတော့ကိုမိုးကာအမှုပညာပဲဖြစ်ပါတယ်ခင်ဗျာ